ဒီနေ့တရင်ညလာပြီနေဆိုတာယသဗျာလက်ထက်တော်ခကလာတော်ကဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါထွင်းကာလမှာယသဗျာဟာတော်ရင်သားနတ်ပြည်တက်ပြီးတပိဓမ္မတရားကို ခေါ်ချခဲ့ပြီးဒီနေ့သူပြည်ကို ပြန်လေကြွာလာတဲ့အမတ်တရားနေ ဒီနေ့ဟိုပဲဗိဓမာခါရနေလို့ဆိုတာဗိဓမာခါရနေဆိုတာဗိဓမာတရားဟောတာကဝါဇုလာမကျတရားနည်းအစီစာပြီးတော့ဟောတာတရင်ညလာပြီးနေစဉ်ပြီးတယ်အဲ့တော့ဗိဓမာတရားဟောလို့အဆုံးသတ်တဲ့နေ့လို့ဒီလိုမှတ်ရမှာဒါကိုပဲဗိဓမာခါရနေလို့ဆိုပြီးညမပြေမှာမှတ်သားနားလည်ထားကြတယ်ပေါ့နော်ဗိဓမာတရားစတင်ဟောတာတော့ ဝါစုပြီးတဲ့ဝါစုတဲ့နေ့ကနေစပြီးတော့ခေါ်ကြခဲ့တာဖြစ်တယ်။၃လကြာအောင်မြတ်စွာဘုရားပြိမာတရားတော်ကိုတောင်းရင်သာနှပ်ပြီးမှခေါ်ကြပြီးဒီကနေ့ပဝရဏပြုပြီးတဲ့အခါမှာတောင်းရင်သာနှပ်ပြီးကတရားမင်းဖန်ဆင်းတဲ့ရွှေဆောင်နှံငွေဆောင်နှံပရမညာဆောင်နှံလို့ဆိုတဲ့ဆောင်နှံ၄ကားကြီး၃၀ရာနေပြီး ခန္ဓာတပြိုက်စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွားလာတဲ့နေတူးနေမြဖြစ်တယ်ဆိုတာပုရဝါဒဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုဒီတရင်ညွတ်လာပြီနေဆိုရင်တရင်ညွတ်လာပြီတရင်ကျွပြီဆိုပြီးတော့လျှောက်ပြီးတော့လေချပတ်ကြတော့မြတ်စွာဘုရားပုရဝါဒဝင်နေဖြစ်တရားလို့ဆိုတာဒီကနေ့ဟာမြတ်စွာဘုရား တို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူကြီးကိုကြံပြန်လေးကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြိုပူဇော်တယ်ဆိုတဲ့ပူဇော်ပွဲအခမ်းအနားတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရွယ်နဲ့တရင်ညိုလာတော်ရင်သာနတ်ပြည်ကပြန်ကြွတဲ့အခမ်းအနားကိုမြတ်စွာဘုရားကိုကြီးညိုပြီးတော့လူတွေကစီမီနဲ့ပူဇော်ကြတယ်လို့ ဒီလိုပြောင်းလဲချာမှာမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသရဉ္ဇလပြည့်နေ့မှာမိထွန်းနာတော့ကတိကနက်ခတ်လို့ခေါ်တဲ့မိနက်ခတ်နဲ့ပတ်သက်ပြီးတော့ထုံးစံထုံးတန်းစင်လာရမိထွန်းကြတာဖြစ်တယ်ဗောဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဆော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလိဆိုတဲ့မိထွန်းပွဲကျင်းပသလိုပဲ ကိုယ့်ရဲ့အစင်လာရလှုပ်ကြတာမြမကြီးကဘုရားဘာသာဝင်နေကတော့မိထွန်းတာတော့အဲ့ဒီကတိကနေခတ်ကိုပူဇော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ဘဲနဲ့မြတ်စွာဘုရားကိုကျိုးဆိုနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သရေညောလပြည်နေ့မှာမိထွန်းတယ်လို့ဒီလိုအသေးပဲပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုဟာအသေးပဲရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့အလုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဘဲနဲ့ နက်ခတ်ပွဲအနေနဲ့မိထွန်းနယ်မိအလှဆင်ပြီးတော့မိထွန်းနယ်ဆိုရင်နက်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဘုရားဝတ္တရကတော့ပြောင်းလိုက်တာဒါကဒီဖရာကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါတို့ပြောင်းထားတာဖရာကိုစုဆိုတာဂျိုကြီးကိုလုံးကိုပူဇော်တာကောဘုရားဝတ္တဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ပဲနဲ့ဖရာကိုစုကိုပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ပူဇော်မှုဖြစ်လာ ချိုးပူဇော်တာကတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်။မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်သောကြောင့်အတိုင်းမသိများစွာအကျိုးရှိတဲ့ကုသိုလ်ရတယ်။စိတ်ထဲမှာအာရုံပြုလိုက်ရင်လည်းကုသိုလ်တွေအများကြီးဖြစ်သွားပြီးတော့အဲ့ဒီဝန္တာပိတိကုသိုလ်ဟာဖယားနဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ်ကိုတမန်လို့မအောင်မိတယ်နဲ့ဥပမာမဲ့ကြည့် စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်လေးရဲ့တံမိုးဟာစိန်လေးရဲ့တံမိုးဟာဘလောက်ကြီးတော့ဆိုလိုင်းခင်းတဲ့ကြောက်အစီးတရာရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးเนาะအဲ့လောက်တံမိုးချင်းกว่าတယ်လေကြောက်တော့ကြောက်ပဲလိုင်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစီးတရာတိုက်ပြီးတော့ချတံမိုးဒီကြောက်ကလေးတစ်ပွင့်ရင်တံမိုးမတမ်းမှกว่าတယ် ဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှာတန်ဖိုးခြင်းကွာတတ်တယ်။အဲ့တော့တန်ဖိုးရှိတာကိုရအောင်ထူလို့ရမယ်ဆိုတဲ့နှလုံးသွင်းတရားလေးထားပြီးတော့အစင်လာမှုလှုပ်တာမဟုတ်ပဲနဲ့အထိပ္ပယ်ရှိရှိတို့ဘာဖြစ်လို့သရဉ္ဇလာပြီးမှမိထွန်းတယ်လေဖះကိုပူဆော်တယ်လေဆိုရင်တာဝရိန္ဒနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွားရောက်လာတယ်မြတ်စွာဘုရားကို ခေယုကျပူဇော်သောအဖြစ်တို့တွေပူဇော်တယ်လို့ဒီလိုအယုံပြုလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဇော်တဲ့အနေနဲ့အဘိဓမ္မာခါတော်နေ့ကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ်ဗုဒ္ဓပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်သံဃာတွေလှူတာတဏ္ဍသံဃာပူဇာပေါ့နော် ရဏသမားကိုပူဇော်လဲရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့အကျိုးကျေးဇူးချင်းအမှန်တမ်းကွာခြားတယ်လို့သူဆိုတယ်အဲ့ဒီမှာမြတ်စွာဘုရားဒီကွာခြားမှုလေးနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာတရားပွဲမှာ တရားမဟောခင်လူပြေကကုသိုလ်ကောင်းမှုပြုပြီးတော့နတ်ပြေရောက်သွားတဲ့နှစ်သားနှစ်ယောက်ရှိတယ် အဲ့ဒီနှစ်သားနှစ်ယောက်ဟာလှူချတန်းခဲ့ကြတာချင်းပဲသို့တော့တအူးနဲ့တအူးဟာလှူတဲ့အတိုင်းတပမာဏမတူဘူးလှူတဲ့ပုံကိုယ်တွေလည်းမတူဘူးအဲ့ဒါလေးကိုခူးဆိုင်ပြီးတော့မှတ်သားထားဖို့ပါတယောက်ကတော့အင်ကူရနတ်သားလို့ခေါ်တယ်ပြီးတော့မှတရားဟောတော့မယ်ဆိုရင်မြတ်စွာဘုရားရဲ့လက်ရပဲနားမှာဘုရားနဲ့အနီး မေတော်ဖြစ်ခဲ့ဘူးတဲ့တန်တုတိတ္တနတ်သားကအဘိဓမ္မာတရားနာဖို့ဖရာနာရောက်နေတယ်။အဲသူနောက်နာကအိန္ဒကဆိုတဲ့နတ်သားသူနဲ့ရှင်ရဲ့အင်ကုရဆိုတဲ့နတ်သားအဲ့ဒီနတ်သားနှစ်ယောက်ကလည်းပဲမေတော်ကြီးအနိဗ္ဗာန်မှာထိုင်နေကြတယ်။တဖြည်းဖြည်းတရားဝဲစားတော်မလို့နီးလာတဲ့အခါမှာနတ်တွေဟာတဖွဲဖွဲရောက်လာကြတယ်။အဲ့လိုရောက်လာတဲ့အချိန်မှာအိန္ဒကနတ်သားက ထိုင်မြဲနေရမှာထိုင်နေသူကဘုံတကူချီးတယ်အင်ကူရဏတကြတော့သူ့ရဲ့ဘုံချီးတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုတ်ဆုတ်ပြေးလိုက်ရတယ်သူတို့ကြတော့အရှိန်ဝါချင်းမတူလို့ရှင်သူကရှေ့ရမထိုင်ရဘူးနော်သူကသူအလိုလျောက်ကိုအရှိန်ဝါကညံလာတဲ့အခါမှာနောက်ဆုတ်ပြေးတာနောက် လာလိုက်ဆုတ်ပြေးလိုက်လာလိုက်ဆုတ်ပြေးလိုက်နေစုဖရားနဲ့ဆက်နေယူစနာလာဝေးသွားတယ်တယူစနာမှာရှစ်မိုင်နှုန်းနဲ့တွက်ချီ၁၂ယူစနာဝေးသွားတယ် အဲ့ဒီအဝေးလောက်ကြမှာသူထိုင်လို့ရတယ်။သူကနေရာဖဲဖဲပြီးတော့ပေးလိုက်ရတယ်ဟုတ်နောက်ရောက်သွားတယ်။အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမေးတယ်။အင်ကုရဏန္တာကိုလမ်းမေးတယ်။နေပါဦးငါနှမ်းမှာမထိုင်မဲနဲ့နောက်ဆုတ်ဆုတ်ပြီးတော့သွားတာ။ဒီအိန္ဒကဏန္တာကတော့ငါနားလေးတင်ထိုင်နိုင်တယ်။သူကဘုံတို့ကိုချီတယ်။ဘာလို့နောက်ဆုတ်ပေးရတော့ဆိုရှင်ဘုရားတဲ့တပည့်တော်ကုသိုလ်ကောင်းမှု လူပြေမှာလှုပ်ကြတာချင်းတူပါတယ်တဲ့အိနကနတ္တဟာသူကရှင်အနုရုဒ္ဓမထေရ်ယဟန္တာမထေရ်ကိုဆွမ်းခံလာတာဆွမ်းတဆွမ်းမဲ့သူလောင်းမှုတာတဲ့အဲ့ဒီကုသိုလ်လေးနဲ့သူကနတ်ဖြစ်လာပြီးတော့ဘုံတို့ကိုချိန်နေတာတဲ့သူကတော့တပည့်တော်ကတော့တဲ့၁၂နှစ်ကြာသမီးချောင်းစီနေစဉ်နဲ့အမြလူတွေကိုကျွေးမွေးပြီးတော့လှူဒန်းခဲ့တာတဲ့ တပည့်တော်ကုသိုလ်ကညံ့သွားတယ်။ဘာလို့ညံ့နှုံဆိုလို့ရှိရင်သူကယဟနာပုဂ္ဂိုလ်လဲလှူလဲရတယ်လှူလဲရလို့သူ့ရင်ထဲနှလုံးထဲမှာဖြစ်တဲ့တရဟစေရနာရဲ့ဆွမ်းအားလဲကြီးမာတယ်ပေါ့ခဏလို့စိန်လေးဟာတပွင့်နေပဲဖြစ်စီနော်တတ်မှုကြီးတယ်သူကတော့လမ်းခင်းကြောက်တည်းရောင်းရတဲ့လူလိုပဲသူစီလာပြီးတော့ထမင်းစားတဲ့လူတွေ အလူခန့်တဲ့ပုဂ္ဂိုလ်တွေကငါးပါးသီလမလုံးဘူးလမ်းပေါ်ကလူတွေတောက်စားမှုရနေတဲ့လူတွေသီလလည်းမလုံးဘူးတရဏဂုံလည်းမရှိဘူးဆိုတဲ့တာမန်လူလို့ခေါ်ရတဲ့လူမျိုးတွေကလာစားကြတော့လာစားကြတော့သူကလှူတာလှူရတဲ့စိတ်ထဲမှာလည်းသိပြီးတော့အာရတင်တယ်မှုမရှိဘူးသူခင်မှာသူတော်ကောင်းဆိုတာမရှိဘူးအဲ့ဒါလို့၁၂နှစ်ကြာဓမေချောင်းစီအောင်လှူလာခဲ့ရတော့လေသူဟာ မြေညံ့ပေါ်မှာစိုက်ပျိုးရတဲ့အပင်တွေဟာလှီပြီးတော့သီးနှံလေးတွေမကြတဲ့လိုပဲသူလုပ်ခဲ့တဲ့အလှူဟာလည်းပဲညံ့ဖျင်းခဲ့ရပါတယ်ဒါကြောင့်မို့သူ့ရဲ့အရှင်းဝါမရှိပါဘူးနတ်တော်ဖြစ်တယ်ဒါပေမဲ့အရှင်းဝါချင်းမတူဘူးလို့ဆိုလို့လူလူပြောရင်တော့ယာထူးငယ်တယ်ပေါ့နော်ကိုယ်ရဲ့ယာထူးကြီးတဲ့လူလိုက်နောက်ဆုတ်ပေးရတယ်မဟုတ်လားပတ်စံချမ်းသာတဲ့လူလိုက်လည်းနောက်ဆုတ်ပေးချတယ်လူတွေကအဲ့လိုဖြစ်တယ် ဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာတရားဟောပေးတယ်ကုသကောင်းမှုလုပ်တဲ့အခါမှာတဲ့ရှင်နေနှလုံးကရှင်နေနှလုံးထဲကလည်းပဲတတိတစားလှုပ်တာတို့ပူဇော်လိုတဲ့စိတ်နဲ့လှုပ်တာတို့စနစ်တကျလှုပ်ကြအမယ်ဖြစ်တယ်ဒီအမတ်တမဲလှူတာတဏ္ဍမျိုးတွေမလုံးရဘူးပြီးတော့လှူတဲ့ကိုလှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအီချင်းတိလသမารိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဒီလိုခေါ်တာဖြစ်တယ် အဲ့တော့လောကမှာအခုမြတ်စွာဘုရားကို ပူဇော်လိုက်မယ်ဆိုရင်ဖះတော့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်မရှိဘူးလေဖះဟာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော့အခုလိုသတင်းညွှန်လာပြီးနေခန္ဓာမယားမှာတာဝန်ဒါနတ်ပြည်ကကြွလာတယ်ဖះကိုငါတို့ပူဇော်ရတယ်လို့စိတ်ထဲမှာအလောက်ညွှန်လိုက်ရင်ကိုပဲကုသကောင်းမှုတွေအများကြီးရတယ်ပူဇော်နိုင်တာတွေကအမျိုးမျိုးရှိတယ်ခုနကရှင်းပါးသီလဆောက်တည်လိုက်တယ် ဒီသီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါ၏ဆိုရင်ဟောတရားနဲ့ပူဇော်တယ်လို့ခေါ်တယ်။ဒီကနေ့ငါရှင်းပါသီလစောင့်တည်ပြီးတော့ဥပုသ်ဆောင်းလိုက်မယ်။ဒီဥပုသ်သီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါတယ်။ဖျောင်းနိုင်လေးတတိုင်းထွန်းရင်လည်းဒီဒီမိတိုင်းလေးဖြင့်မြတ်စွာဘုရားကိုအလင်းတက်နဲ့ပူဇော်ပါတယ်လို့။ပန်းလေးတစ်ဝင်းလှူရင်လည်းဒီပန်းဟာတဝရိန္ဒနတ်ပြည်အပိဓမ္မတရားဟောပြီးပြန်ကြွခဲ့တယ်။မြတ်စွာဘုရားကိုမျက်မှန်းပြီးပူဇော်ပါတယ်ဆိုရင် ပူဇာရဟေပူဇေယတောဗုဒ္ဓေဝယတိဝတာဝကိပပိစာသမဋိကံတိတိဏသောကပရိတဝေစိဟတံမိုးမဖြတ်နိုင်တယ်လို့ပဲအဲ့လိုပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ပူဇော်လိုက်ရတဲ့ကုသိုလ်ကောင်းမှုကတံမိုးကြီးတယ်လမ်းခင်းနဲ့ကြောက်ကိုရောင်းလိုက်ရတဲ့ငွေဒုက္ခဘလောက်မှမရှိဘူးစိန်တပွင့်ရောင်းလိုက်ရတဲ့ငွေဒုက္ခကြီးချာကြီးကြီးเนาะအဲ့လိုကြွယ်ပြားခြားနာသွားတယ်လို့ဆိုတာလေးကို တောင်ရင်သာနတ်ပြည်မှာဗိဓမတရားဟောရင်မြတ်စွာဘုရားဒါကိုဟောခဲ့တယ်။အဲဒါကြောင့်မို့ကုသပို့ပြီးတော့ဖြစ်အောင်ဒီကနေ့ဟာ နေတူးနေမြတ်တို့ဆိုဒီမှာမြတ်စွာဘုရားတောင်ရင်သာနတ်ပြည်ကပြန်ကြွရတဲ့အဗိဓမခါရောနေဖြစ်တယ်ဆိုတာတစ်ခုမြန်မာလူမျိုးတွေအစင်လာရဗုဒ္ဓဘာသာမှာဖြစ်ခင်ကသတင်းညို့မိထုံးမွဲတွေလောက်ကြတယ်ဒါကဘာသာတရားနဲ့မသက်ဆိုင်ဘူးเนาะ အဲ့ဒီကနေပြောင်းလဲလိုက်တဲ့အခါဘာသာတရားဆိုကုသကောင်းမှုရသွားတယ်အများကြီးနောက်တစ်ခုကတော့ဒီနေ့ဘဝရဏနေ့လို့ခေါ်တယ်ဘဝရဏဆိုဒီမှာရဟန်းတော်တွေဟာအတူတကွနေထိုင်ကြပြီးတော့ဝါလသရင်ဝါလကျစ်ပြီးဆိုရင်ခေးထွက်ကြတယ်ဟိုနဲ့ဒီနဲ့နေကြတယ်ရှေးတုန်းကတော့အမြဲနေတဲ့နေရာမရှိကြဘူးတကြောင်မို့ခေးထွက်ကြတယ်ခေးထွက်တဲ့အခါဒီဘဝရဏဟာတကယ်ယဉ်ကျေးမှုတစ်ခုပဲ ဒီရင်ကျေးမှုကဘာတော့ဆိုလို့ရှင်ကိုယ့်ကိုမပြောရဲမဆိုရဲမရှိစေရဘူးတယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းပြောပါဆိုပါလို့ဟိုခွင့်ပြုထားတာခွင့်ပြုချက်ပေးတာဖိတ်မှန်တာလို့ပြောရတာပေါ့ request လုပ်တာဆိုလို့တယ်ပေါ့နော်သူ့ပေါ်မှာပြောစရာရှိပြောပါမညာမတာပြောပါလို့ဆိုလို့တယ်နော်ဒါရင်ကျေးမှုတစ်ခုပဲလူတွေရဲ့ရင်ကျေးမှုတုံးတဲ့တူဆိုပါစို့ ီလူတယောက်မဟုတ်တာလို့တာကြားတယ်မဟုတ်တာလို့တာမြင်တယ်တန်တရားရှိတယ်ဆိုရင်တော့ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးမပြောဘဲနေကြတယ်တော့မပြောရဲလို့မပြောဘဲနေကြတယ်သူကလည်းပို့ဆိုးသွားနိုင်တယ်အဲ့တော့ပြောရင်လည်းပြောမခံဘူးဆိုတာမျိုးတွေဟာရှင်ကျင်းမှုကိုပြပြစေတယ်ပေါ့နော်ရှင်ကျင်းမှုနဲ့စီလုံးညီညာမှုကိုပြပြစေတယ်မြတ်စွာဘုရားကယဟန်တော်တွေကိုစီလုံးညီညွတ်စေခြင်းတယ် ဒါကြောင့်မို့တပားနဲ့တပားဟာဖိမန္တကပြုထားတာပဝရဏလို့ခေါ်တယ်ဖိမန္တကပြုတဲ့နေ့ဘယ်လိုဖိမန္တကပြုတော့ဆိုရင်ပဝရဏယဉ်ကျေးမှုမှာတန်ခံပန္တိပဝရိမိဒိဋ္ဌိနဝသူတေနဝပရိသင်္ခာယဝရှန်တဲ့ဘာကတပားချင်းတန်ဃာတွေကိုရှောက်ရမှာဖြစ်တယ်အရှင်ဘုရားတို့တဲ့တပည့်တော်ကိုဒီအပြစ်မြင်ရဖြစ်စီ အပြစ်ကျူးလွန်တယ်ဆိုတာသတင်းကြရပဲဖြစ်စေရှင်ဘုရားတို့ကိုယ်တိုင်ကတပည့်တော်မဟုတ်တာလုပ်တယ်လို့တန်တရားရှိပြီဖြစ်စေတပည့်တော်ကိုပြောဆိုကြပါတတိပေးပြောဆိုပါနော်ဝရန္တုမံအာယတမံတော်ရှင်ဘုရားတို့ပြောကြပါဒီလိုဆိုလို့ရနော်အနုကမ္ပံဥပါဒါပြောတဲ့အခါမှာတော့ဟိုကရုဏာနဲ့ဒီအကျဉ်းနာတရားနဲ့ပြောရမယ် ဒေါသနဲ့အပြစ်ချတာမျိုးတော့မဟုတ်ရအောင်เนาะလူတယောက်ကောင်းစားစေခြင်းလို့တတိပေးတဲ့အနေနဲ့ပြောပါဝရန္တုမံအာတမံတော့အနုကံပါဥပါဒါယတပည့်တော်ပြောပါတဲ့ကရုဏာနဲ့ပြောပါတပည့်တော်အကျိုးလူလာတဲ့စိတ်နဲ့ပြောပါတဲ့ပတ္တန်တော်ပရိကရိတာမိရှင်မရတို့ပြောတာကိုတပည့်တော်ကိုယ့်ကိုပြန်စစ်ဆေးလို့အပြစ်ကိုတွေ့ရင်တော့ တပည့်တော်ပြင်မမယ်။နောက်မဖြစ်ရအောင်စောင့်စည်းပါမယ်ဆိုတာ။ဒါလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမှာတော့နော်။ဘဝရဏဘွဲဘဝရဏဘွဲနဲ့ဘုရားဘာသာဝင်တွေဘုန်းကြီးတွေဘဝရဏပြုတယ်ဆိုတာကြားမှုကြလိမ့်မယ်။အဲ့ဒီဘဝရဏပြုတာဘာလို့ထားတော့ဆိုရင်တပါးနဲ့တပါးနော်အပြစ်ရှင်ပြောပါတကယ်အပြစ်မှန်တယ်ဆိုရင်ကုစားပါမယ်လိုက်နာပါမယ်ဆိုတဲ့အဓိပ္ပာယ်ပဲနော်။ အဲ့ဒီယဉ်ကျေးမှုကိုယူပြီးမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကြတော့သရညလဆိုလို့ရှိရင်ဩကတာကရောဂျိုနဲ့ကရောအဲ့ဒီကရောတာဟာလည်းပဲအပြည့်ရှိလို့ရှိရင်ပပျောက်စီရံလို့ငါဆိုတဲ့အဓိပ္ပာယ်ရှိတယ်နော်ဩကတာထဲမှာပါတဲ့အတိုင်းပေါ့နော်ကာယကံဝစီကံမနောကံတို့ ਨੇ ပြောဆိုမိလို့ရှိရင်ပြုလုပ်မိလို့ရှိရင်စိတ်ထဲကကြံစီမိလို့ရှိရင်ထိုအပြစ်တို့ပျောက်ပါစေခြင်းဂျုံငါဆိုလူကြီးသူမတွေမိဘတွေကိုကရောတာ တလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမလဲကဘာမှာမရှိတဲ့ယဉ်ကျေးမှုပဲအဲ့တော့ကိုယ်ယဉ်ကျေးမှုမျိုးကိုမျက်နှိုးချရမှာဖြစ်တယ်ပေါ့နော်ဒါလောကလူတွေဟာပြမချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်အဲ့ဒီအပြစ်ကိုလူကမသိဘူးကိုကတော့ပြောလိုက်တာပဲပြောလိုက်ပြီးမတောင်းမှန်မဲနေလို့ရှင်အဲ့ဒီအပြစ်ကဘာဖြစ်တုံဆိုလို့ရှင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ်မအောင်နိုင်မှုသူ ဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားမိဘကို စော်ကားပြီးပြန်မတောင်းပန်မှုဒီမကောင်းတဲ့စိတ်နဲ့လှုပ်တဲ့ဆိုလို့ရှိရင် သူ့ရဲ့ဘဝတိုးတက်မှုတွေထင်သလောက် မတိုးတက်ဘူးအဟံတာတွေဖြစ်လာတည်တဲ့အခါလဲဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ်မတောင်းပန်လို့ရှိရင်တခါတခါကိုယ်ကမြင်တာကတစ်မျိုး သူဖြစ်တာကတစ်မျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောက်မွားကြလို့ရှိရင်အဲ့ဒီတိုင်းသွားဖြစ်တတ်တယ် ကြောက်ရတယ်ပေါ့ဒါမှမဟုတ်ဒီတန်တရာခီးသွားအမှားမလုပ်မိစေနဲ့ဆိုတဲ့မှာကြည့်တန်တရာခီးသွားနေတဲ့အချိန်မှာအထင်မှားမြင်မှားဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှန်လို့ရှင်နောက်တစ်ချောင်းလုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတတ်တယ်ပေါ့တခါတော့ကအမျိုးသမီးတယောက်ဟာဖះရှိခုဖះဘူးသွားတယ်စေဒီပထိုးပေါ်မှာဒီအညစ်အကြေးတွေတွေ့တဲ့အခါမှာ ူကစေတနာလေးနဲ့ကိုယ့်အကိုတန်ရှင်းအောင်လုပ်လိုက်ရင် ပြီးရောပြီးတော့အဲ့ဒါလို့မလုပ်ဖဲနဲ့သူကဘာပြောတော့ဘာမရညာမရနဲ့ဆဲဆိုပြီးတော့လုပ်တယ်နော်ဘေဟာမရကလုပ်သွားတာတုံးဆိုပြီးတော့ဆဲဆိုတယ်အဲ့ဆဲဆိုသည်အပြစ်ကြောင့်မလို့သူကဖြစ်ရရဘဝမှာအဲ့ဒါမျိုးဖြစ်ကုန်ဖြစ်သွားနော်ဒီကိုယ်ကလုပ်လိုက်တဲ့အပြစ်တစ်ခုကကိုယ့်ပေါ်ပြန်ဆွတ်တယ်အဲ့ဒါကိုတတိထားရတယ် နေစဉ်ဘဝမှာနေလို့ရှိရင်လေကိုကကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ကိုလုပ်တဲ့အလုပ်ဒီကိုစီပြန်ရောက်တယ်ကိုစီပြန်ရောက်လာတတ်တယ်ကြားဘူးကြားလိုက်မယ်ဒီဩစဩစတြေးလျအဘော်ရီဂျီနီဆိုလူရိုင်းနေရှိတယ်ကျွန်းနေလူမူလာမူလာကျွန်းနေလူသားတွေเนาะမူလာကျွန်းနေလူသားတွေ ဩစတြေးလျအော်ဇီလို့ခေါ်နေတယ်ဩစတြေးလျနိုင်ငံမှာသူတို့သုံးတဲ့လက်နက်တစ်ခုကဘူမရင်းလို့ခေါ်တယ်ကောက်ကောက်လက်နက်ကခက်ကောက်ကောက်ကြီးလေအဲ့ဒါကပြစ်လိုက်လို့ရှင် သူစီပြန်ရောက်တာသူထဲပြန်ရောက်တာအဲ့ဒါလိုပဲလူတယောက်ကကိုပြောလိုက်တဲ့စကားကိုတွေးလိုက်တဲ့အတွေ့ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဟာအကျိုးအနေနဲ့ကိုစီပြန်ပေါ်လာတတ်တယ် ဲ့ဒါကံကြမ္မာရဲ့တဘာဝပဲဘယ်သူကမှလောက်တာမဟုတ်ဘူးเนาะကိုလောက်တာကိုကဥမာမဲ့လူတယောက်ကိုဒီအထင်မြင်လွဲမှားပြီးစိတ်ဆိုးမှန်ဆိုးနဲ့ဒီဆဲလိုက်မယ်ကြွယ်ရပဲဖြစ်စီပြောလိုက်မယ်ဆိုလိုက်မယ်ဆိုရင်အဲ့ဒီအဖြစ်ဆိုးဟာကိုယ်စီပြန်ရောက်တယ်ကိုယ်စီပြန်ရောက်တယ်မလွဲမသွေးပြန်ရောက်လာတတ်တယ်ကောင်းတာလုပ်ရင်လည်းကောင်းကျိုးတွေကိုယ်စီရောက်လာနိုင်တယ်မကောင်းတာလုပ်ရင်လည်းမကောင်းကျိုးတွေရောက်လာ အဲ့ဓာတွေရောက်လာတတ်တဲ့သဘောတရားတွေကိုမှတ်သားပြီးတော့ကိုယ်စီမှာ ကောင်းကျိုးချမ်းသာတွေကြီးရောက်စေချင်လို့ရှင်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာမမှန်ကန်တဲ့အတွေးတွေနဲ့မမှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့တစ်ဖက်သားကိုမှုချိုးမြင့်ချိုးမပြောမိအောင်မဆိုမိအောင်စိတ်ထဲမှာမဖြစ်မိအောင်เนาะတခါတော့ကဒီဇနီးမောင်နှံနှစ်ယောက်ဟာပျော်ပွဲစားထွက်လာတယ် ပြောဝါသာထွက်တဲ့အခါကျတော့လမ်းမှာယဟန္တာတော်ကနေတွေ့တယ်။ယဟန္တာတော်ကနေတွေ့တော့သူတို့ကလှူတယ်။လှူလိုက်ပြီးတဲ့အခါမှာဆူတောင်းတယ်။သူတို့ဆူတောင်းလိုက်တဲ့အခါသူတို့ဆူတောင်းပြေးမှာပဲဆိုပြီးတော့အဲ့ဒီယဟန္တာကပြုံးလိုက်တာ။ပြုံးလိုက်တဲ့အခါကိုသူတို့ကဗာပြောတော့ဆိုအမျိုးသမီးလှုပ်တဲ့လူကဟင်ဒီကိုယ်တော်ကပြုံးနေတယ်ဆက်သပင်ကနေတူတယ်လို့ပြော။ နော်သူတို့သတ်မင်ကားတဲ့လူတွေတွေ့တယ်မဟုတ်လားပြုံးနေတာပဲလေမြဲတာပြုံးကျင်လားမပြုံးကျင်လားမသိဘူးပြုံးနေရတာပဲသူတို့ကနော်စပွဲကားတဲ့လူတွေကအမြဲတမ်းပြုံးနေကြရတာလေကပြီစင်အဲဒီကူရောကပြုံးနေသတ်မင်ကားနဲ့တူတယ်တချင်းတဲ့နဲ့တူတယ်လို့အမျိုးသမီးလှုပ်တဲ့လူကသူကသူပြောလိုက်တာပြောတော့ယောက်ျားလှုပ်တဲ့လူကလည်းဟုတ်မှာပေါ့လို့ထောက်ခံချက်ပေးနောက်ကြတော့ယောက်ျားလှုပ်တဲ့လူက ဒီတထေသာဖြစ်တယ်အဲ့ဒီသူ့အမျိုးသမီးကဘာဖြစ်တုံဆိုတပင်းနဲ့မျိုးရိုးတဲ့သွားဖြစ်ပြီးတော့ပွဲကနေရတာခုခေတ်ကတော့ဟိုအမှုပညာလဲဆိုပြီးတော့လူတွေကသဘောကျကြတယ်နော်ရှေးခေတ်ကတော့သဘောမကျကြဘူးအပွဲကနေရတယ်ပွဲကနေတော့ခုနကဟုတ်မှာပေါ့ကွာလို့ပြောလိုက်တဲ့သူ့ယောက်ျားကလည်းပဲတထေသာဖြစ်ပြီးတထေသာဘဝကိုဆွန့်လွတ်ပြီးသူ့ဘဝလိုက်ပွဲကရတဲ့အစဉ်ရောက် အဲ့ဒီဇလန်းအကြောင်းကိုပြောတဲ့ခါမှာသူတို့ယဟန္တာကိုပြမပြီးပြောခဲ့လို့တဲ့ဒါလားဖြစ်တယ်လို့ဆိုတယ်နော်အဲ့တော့ကံကြမ္မာရဲ့တဘာဝတရားကသူကအမားတစ်ခု မလုံလိုက်နဲ့လုံလိုက်လို့ရှင်ဘူမရင်းဆိုရလေလက်နဲ့ကြည့်တော့ကိုယ်စီပြန်ရောက်တယ်အဲ့ဟာတတိထားရတယ်နော်ကိုယ်စီပြန်ရောက်လာနိုင်တယ်ဟိုပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပိုးဆိုးတယ်အဲ့ဒါဒီ တပ္ပဗုဒ္ဓထင်တယ်သူကပြည့်စင်ကဗုဒ္ဓကဝတ်ထားတဲ့အဝတ်ကလည်းပဲဟိုကောင်းတဲ့အဝတ်မှမဟုတ်ဘဲနဲ့တက်ခေါက်ဆိုးတဲ့အဝတ်ကိုဝတ်တယ်အနေထိုင်ညစ်ညစ်ပတ်ပတ်နေတဲ့အခါမှာသူကဘယ်ကအนูကဘယ်ကအนูကြီးလဲမသိဘူးလို့ပြောလိုက်တာအဲသူကဖြစ်နေရပေါ်မှာအนูတွေဖြစ်တယ်နော်တွားပြီးတော့ပြောလိုက်တာ ဲ့ဒါကြောင့်မို့လို့ကိုလှုပ်တဲ့လှုပ်တွေကိုပြောတဲ့စကားတွေကိုစိတ်ကူးတာတွေကကိုယ့်စီကိုပြန်ရောက်လာတတ်တယ်တဲ့အဲ့ဒါလို့မဖြစ်အောင်ကိုယ်ကိုတတိထားကြရမှာဖြစ်တယ်ပေါ့နော်ခုနကပဝရဏယဉ်ကျေးမှုဆိုတာဒီကိုယ်ကိုပြည့်ရှင်ပြောပါအဲ့ကြရင် တောင်းပန်တဲ့ဟာကိုတောင်းပန်လို့ခုနကအပြစ်တွေဟာကြေးအေးပပျောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီယဉ်ကျေးမှုအရာ ဘုရားဗဒဝင်တို့အတွက်ဒီသရေညွတ်လာပြီနေဆိုတာနေရုနေမြတ်ဖြစ်တယ်နေရုနေမြတ်အခါသမယမှာလှူကြရတယ်တန်ကြရတယ်ကုသကောင်းမှုတွေလုပ်ကြရတယ်တို့တွေဟာပြောရလဲပြောပေါ့ကုသစိတ်လေးနဲ့လဲထားပေါ့အမားတော့မလုပ်နဲ့ပေါ့နော်အဲ့ဒါလိုနေထိုင်ပြီးတော့ကုသကောင်းမှုလုပ်ကြမှာဖြစ်တယ်ဒီကနေ့ကုသနေထုနေမြတ်အခါသမယမှာ ကုသကောင်ကိုလှုပ်ကြတယ်မန္တလေးမြို့ကအဲသူတော့ဥအောင်မြင့်စိုးเนาะတော်နှင်းနှင်းသက်မိသားစုတွေကဓမ္မပုစာအနေနဲ့ဟုတ်သူဝင်၅သိန်းချက်လှူဒန်းတယ်နောက်တစ်ခါဒီကြောင်းတိုက်မှာတန်ဃာတိလက်ရှင်အလုံးစုံအနေဆုံးစကတ်တယ်ဆွမ်းအလှူရှင်အနေနဲ့လှူချတန်ညတယ်နောက်တစ်ခါဥပဝင်းတော်ညို pressure ရုပ်ဆိုင်မိသားစုကဓမ္မယုံကြီးအတွင်းမှာသတင်းသုံးတဲ့၆ဆင်းတုဘုရားရုပ်ဘောတော်နှစ်စုမှာတမန်ဇဝဲဘော်ရင်တင်ထားတာကိုခုမြတ်စွာဘုရားနဲ့တင့်တော်တဲ့ပလင်တော်ကိုနှစ်ခုလှူဒန်းပြီးတော့မြတ်စွာဘုရားထိုင်ရပလင်ကိုလှူတယ်။ဥမျိုးသန်တော်မူမူဝင်းမိသားစုတို့ကဆေးလှူဖြစ်အဲငါးသိန်းချက်လှူဒန်းတယ်။ဦးအေးသိန်းတော်မြင့်မြင့်ဝင်းမိသားစုတွေကလည်းဆေးလှူဖြစ်ငါးသိန်းချက်လှူဒန်းတယ်။ ဥမင်းသူတို့မောတိတာညို့မိသားစုကဆဲလှူတော့သုံးသိန်းကျပ်လှူတတ်တယ်ဥဆိုင်ပန်းအောင်ဒေါ်နဲ့နဲ့ဝင်မိသားစုကဆဲလှူတော့တသိန်းကျပ်လှူတယ်ကိုအောင်စီသူ ဖြိုးဆဲလှူတော့တသိန်းကျပ်နောက်အဲ့ဒီလှူရှင်တွေကပဲရန်တော်၁၈ပါးအတွက်ဟုတ်လားအဲလှူတော်ငွေ၃သိန်း၆တောင်း ရှင်သာမဏေ28ပါအတွက်ဒီ2000 2300เนาะတိရရှင်14ပါအတွက်3400ကျပ်စုစုပေါင်း9300တက်တာကကိုကိုကိုမျိုးတန်းတွေလှူတာလားဟမ်အလုံးအပေါင်းအော်ဒီမိသားစုတွေအကုန်လုံးပေါင်းပြီးတော့လှူတယ်နောက်တစ်ခါဆွမ်းကတ်တဲ့မိသားစုကလည်း ေအာတန်ဃာရီတိရရှိနေအလုံးတစ်ပါးကိုတသောင်းချက်စီအဲအသိကိုသာကလည်းလှူဒန်းနေတဲ့နောက်ခုနကတော့ဧည့်တယ်လားပြန်သွားလားအော်ရှိသေးတယ်အောင်လန်ကပါရည်ရချက်တော့ဘာဥတီလှူတာတော့ဟမ်နဝကမ္မ ဥခိုင်ဥခိုင်ထွန်းဒေါတိတိလင်းတမီကြည်မြတ်နိုးခင်ဟုတ်လားမိသားစုတို့ကနဝကမ္မအဖြစ်ဥထုငွေ15သိန်းကျပ်လှူတယ်ဒီကနေ့အမတ်တရအလှူတွေကိုတို့တွေလှူရတန်းရတယ်ဆိုတာဒါနာကုသိုလ်စောင့်တရားတာကသီလကုသိုလ်တရားဓမ္မနာရတာဘာဝနာကုသိုလ်လို့ခေါ်တယ်အဲ့ဒီမှာ အမျက်ဆုံးလို့ပြောကြမယ်ဆိုရင်သူ့အောင်နဲ့သူတော့ဒီစပါစို့တရားပင်ဆိုင်လဲတန်မိုးရှိတာပဲဟင်းသီးမြက်ပင်ဆိုင်လဲတန်မိုးရှိတာပဲသူ့အကျိုးနဲ့သူတော့ရှိတာကြီးပဲအကုန်လုံးဒါနာကောင်းမှုလဲလုံးဝမှာပဲဘာလို့လို့ဆိုရင်လူဘုံလူတွေသုံးဆောင်ရတာဒါနာကောင်းမှုချောင်ရတာနော်အသက်ရှိတာကျမ်းမာတာသီလကောင်းမှုချောင်ရတာအသိပညာရှိတာဘာဝနာကောင်းမှုချောင်ရတာဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုဆိုဆောင်အောင်လုပ်ရမယ်ဒါနာလဲလုံးဝမှာပဲ ဒါနမလို့ရဘူးလို့ဟောရင်နမ်းထောင်နဲ့အဲ့ဒါသီလမလို့ရဘူးလို့ပြောရင်ဝိပဿနာသာအထောက်ရမယ်ဒီလိုမဟုတ်ဘူးနော်ဒါနလည်းလို့သီလလည်းလို့ဝိပဿနာလည်းလို့သူ့အကျိုးပေးနဲ့သူပဲလောကမှာ ပစ္စည်းဥစ္စာဆိုတာလည်းမရှိလို့မဖြစ်ဘူးလူဖြစ်နေသေးနိဗ္ဗာန်ရောက်သွားရင်တော့မလို့ဘူးပေါ့နိဗ္ဗာန်မရောက်သေးခင်ကို့မှာပစ္စည်းဥစ္စာ ပြည့်ပြည့်စုံစုံဖြည့်ရမယ်နောက်ပြီးတော့ကျမ်းမာရမယ်အသက်ရှင်ရမယ် အသိဉာဏ်ကျွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုတော့ကုသိုလ်ကောင်းမှုတွေဟာအဓိကတော့အလုံးကိုအကျိုးပေးနိုင်တာဖြစ်တယ်။သို့သောအထုဝိသေသအကျိုးပေးတာမျိုးလေးတွေလည်းရှိတယ်ပေါ့။ဒါကြောင့်ဒါနကောင်းမှုကြောင့်ဖြစ်လျက်ဘဝမှာစီစဉ်ဥစ္စာတွေပြည့်စုံတယ်။တိလကောင်းမှုကြောင့်ကျမ်းမာတဲ့အသက်ရှိတယ်။ဘာဝနာကောင်းမှုကြောင့်အသိဉာဏ်ရှိတယ်ဆိုဒီဟာတွေကလူတွေအတွက်လိုအပ်ချက်တွေဖြစ်လို့ကုသိုလ်ကောင်းမှုတွေကိုတို့တွေတွေစူးစမ်းအထောက်အပံ့မှာဆိုတာမြတ်စွာဘုရားက ဧဝံသာတေနမစ္ဆေနကတ္တဗံကုသလံမွေးဖွားလာတဲ့သရဝတယောက်ဟာကုသိုလ်ကောင်းမှုကိုကြိုးစားပြီးပြုပါလို့ဒီလိုခေါ်တာเนาะကုသိုလ်ဆိုတာဒါနာကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အဲ့ဒီထဲမှာသူခေါ်ပုံညတ်တာအုတ်စေဟောကုသိုလ်ကောင်းမှုတွေစုဆောင်းပြီးမှချမ်းသာတယ်တဲ့လောကလူတွေကတော့ငွေစုမိရင်ချမ်းသာတယ်လို့ထင်တာเนาะငွေစုမိလို့ချမ်းသာတာက၃ညံ၃ရက်ချမ်းသာမှုမျိုးမချမ်းသာဘူးလို့ဆိုလိုတာမဟုတ်ဘူး အဓိကဒီချမ်းသာမှုတွေကိုပေးနိုင်တာကုသိုလ်အမှာပေးနိုင်တာလို့ဆိုလိုတယ်เนาะဒါကြောင့်မို့ကုသိုလ်ကောင်းမှုကိုအဓိကထားပြီးတော့ကိုယ်ရင်နဲ့နှလုံးထဲမှာကုသိုလ်ဖြစ်အောင်နှလုံးသွင်းပြီးကုသိုလ်တရားဖြစ်ပေါ်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းအာသုက္ခာ